နိုင်ငံခြားကနေရုပ်ရှင်လောကကအတွင်တင်းတင်းနေဖော်နေတဲ့ဒရိုက်တာပြည်ဟင်းတီဟောက်ကိုနာမည်တပ်ပြီးတော့တရှင်တပုတ်နဲ့တုတ်ပြန်လိုက်တဲ့လွန်ပိုင်းအခုနှစ်ပညာလောကမှာအော်အတောင်းနေဖြစ်နေတဲ့ကိစ္စကတော့အဆူတော်လွန်ပိုင်ကသူ့ကိုအတွင်ရေးတွေလိုက်ဖော်နေတဲ့ဒရိုက်တာပြည်ဟင်းတီဟောက်ကိုတရှင်တပုတ်နဲ့တက်ဆူလိုက်တဲ့ကိစ္စပါအိမ်ဆုံးစီဇာလိုင်းရဲ့အဆောက်ကိုပြန်ဖော်ကြည့်ရအောင်ပါဒရိုက်တာပြည်ဟင်းတီဟောက်ဆိုတာကတော့အချိန်မှမြန်မာနိုင်ငံမှာဟာတရုပ်ရှင်ဇာကားများစွာ ဗီဒီယိုဇာကားမြတ်စွာကိုရိုက်ကူးခရရိုက်တာတို့ဥပါမိတ္တတရှုကတော့အတူကိုပေါကားခေါ်အရေးတွေးပိုင်းအားနေတဲ့ဇာကားတွေများပြရိုက်ကူးသူအဖြစ်ပဲသိကြပါဗျ။ဒါပေမဲ့နောက်ပိုင်းမှတော့အတူဟာမြန်မာနိုင်ငံကနေအမေရိကန်နိုင်ငံကိုရိုက်ရှိသွားခဲ့ပါဗျ။အဲ့ဒီအမေရိကန်ကိုရောက်သွားပြီးနောက်မှာတော့ဒါရိုက်တာပြင်ဟင်းတီဟာကမြန်မာနိုင်ငံကရုပ်ရှင်လောကသားတွေမင်းသားမင်းသမီးတွေရဲ့လူတွေမတည်တည်တဲ့အတွင်းရေးကိစ္စတွေကို သူ့ရဲ့လူမှုကွန်ရက်ကနေတဆက်တောက်လျှောက်ဖော်ထုတ်ပြောဆိုလာပါတယ်ဥပမာဘယ်မင်းသားကဘာလုပ်တယ်ဘယ်မင်းသမီးနဲ့ဘယ်သူကဘာလုပ်လို့ဘယ်မင်းသားကညာလုပ်တယ်ဆိုတာမျိုးတွေနှစ်ပြည့်ရှင်တွေရဲ့အရှုပ်တော်ပုံတွေကိုဆက်မပြတ်ဖော်ထုတ်လာတာပါဒီလိုအတွင်းတိအနှစ်ပြည့်ရှင်တို့ကနေပြန်ဖော်ထုတ်တာဖြစ်တာကြောင့်မြန်မာနိုင်ငံမှာရှိတဲ့အနှစ်ပြည့်လောကသားတော်တော်များများဟာလိုက်တာပြင်းဟင်းတီဟာကိုကြောက်ရတယ်လို့ဆိုတာတောင်မှပြောကြပါတယ်။သူရဲ့ပြမှတ်ကြဖော်ထုတ်ခံရသူတွေထဲမှာတော့ ထိတ်ဆုံးကပါဝင်တာကတော့မင်းသားမြင်းမြတ်နဲ့အဆိုတော်လွန်ပိုင်တို့ပါပဲသူကမြင်းမြတ်ကိုဆိုရင်လဲမူရဲ့တောက်စားတာနဲ့ပတ်သက်လို့နောက်ပြီးတော့ဟိုမင်းသမီးနဲ့ဘာလို့လို့ညာလို့လို့ဆိုပြီးပြစ်တင်ဝေဖန်ခဲ့ပါတယ်အထူးတပြက်လွန်ပိုင်ကိုကြတော့မင်းသမီးတော့ဖော်အထာနဲ့ပတ်သက်လို့ဘာလို့လို့ညာလို့လို့ဆိုပြီးတော့တည်င်းတွေဆက်တိုက်ဖော်ထုတ်ခဲ့တာဖြစ်ပါလိမ့်ရှင်ဒီလိုမျိုးသူရဲ့ကုန်တိတ်ခါကိုထိခိုက်စေတဲ့အတွင်းရေးကိုတပတ်တက်ဖော်ထုတ်တိုက်ခိုက်နေတဲ့ပတ်သက်ပြီးတော့လွန်ပိုင်ကအချိန်တော်ကြာတိတ်ဆိတ်နေခဲ့ပေမဲ့အခုအခါမှာတော့လုံအောင်တိမခနိုင်တဲ့အဆုံး ရှင်တပုတ်နဲ့တရားဝင်ပြန်လဲတုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ဒီတုတ်ပြန်မှုကတမန်တုတ်ပြန်မှုမဟုတ်ပါဘူး။လွန်ပိုင်ရဲ့တရှင်ထဲမှာလိုက်တာပြင်းဟင်းတီဟရဲ့အနာမည်ကိုတက်တာပြီးသူ့ရဲ့အကြောင်းကိုပါတစ်ခုမှကြံပြန်လဲဖော်ထုတ်ပြီးတော့ဝုန်းလိုက်တာဖြစ်ပါတယ်။လွန်ပိုင်ရဲ့တရှင်ထဲမှာပါဝင်တဲ့အဓိကတုတ်ပြန်ရှစ်တွေကတော့တော်တော်လေးပြင်းထန်ပါတယ်။ပထမအဆုံးအနေနဲ့လွန်ပိုင်ကပြင်းဟင်းတီဟက မြန်မာနိုင်ငံမှာရှိစဉ်ကအနုပညာရေးရှင်တစ်စက်မှမရှိဘဲတုံးရတကားဆိုတဲ့ပေါ်ကားအများကြီးရိုက်ကူးခဲ့လို့ဒါလူရဝင်လာတာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်ဒုတိယအရှိကတော့သူများအတွင်းရေးကြဖော်ထုတ်ပြီးသူကိုယ်တိုင်ကြာရော့ဆိုတဲ့ပုံစံမျိုးနဲ့ပြန်လည်တိုက်ခိုက်ထားတာပါဒီဟင်းတီဟာကိုယ်တိုင်မြန်မာပြည်မှာရှိတော့ကပကမာမင်းသမီးတယောက်နဲ့ဘာလို့လိုညာလိုဖြစ်ခဲ့ကြောင်း အရှုပ်ရှင်းတွေရှိခဲ့ကြောင်းပြန်လည်းဖော်ထုတ်ခဲ့ပါတယ်။တတိယအရှိကတော့ပြည်ထောင်တိဟာကအမေရိကန်ကိုဘလို့ရောက်သွားလဲဆိုတာကိုလည်းဖော်ကောင်းလုပ်ခဲ့ပါတယ်။သူရဲ့ညီမတော်မဟုတ်ညီဖြစ်သူက UB ပယာကနေတဆက်သူဟာအမေရိကန်ကိုလိုက်ပါသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နောက်ဆုံးနဲ့ပြင်ဆင်သောဆက်ဆက်ရှိကတော့အခုလိုအမေရိကန်ရောက်သွားပြီးမှမြန်မာနိုင်ငံကအနုပညာရှင်တွေရဲ့အတွင်းရေးတွေကိုဖော်ထုတ်တာဟာအခြားအကြောင်းမဟုတ်ဘဲနဲ့ဒီလို Gothic တွေအတွင်းရေးတွေဖော်ထုတ်တဲ့ကွန်ချက်တွေနဲ့ပတ်စံချနေတာငွေချစားနေတာဖြစ်တယ်လို့လမ်းပိုင်က သူ့ရဲ့တရှင်ထက်မှဒေဝုံလိုက်တာဖြစ်ပါလိမ့်ရှင်ဒီကိစ္စကတော့တကယ်ကိုမှပွက်လို့ရိုက်သွားစီခဲ့ပါတယ်တရှင်ကရိုက်တာနဲ့အမှုပညာရှင်ဆက်ဆံရေးကနေအခုတယောက်ရဲ့အတွင်းရေးကိုတယောက်ကဖော်ထုတ်နောက်တယောက်ကလည်းနာမည်တပီးတရှင်နဲ့ပြန်ဆူဆူတဲ့အရှင်တွေဟာအတော်လေးကိုပြင်ထန်တဲ့ပြပခတစ်ခုပါပဲအခုဗီဒီယိုကြည့်ရှုနေကြတဲ့ဗိတ္တတွေကရောသူများရဲ့အတွင်းရေးတည်င်းတွေကိုအမြဲဖော်ထုတ်ပြောဆိုနေတဲ့ဒရိုက်တာပြင်ဟင်းတီဟာနဲ့အဲ့လိုဖော်ထုတ်မှုတွေကိုမခံနိုင်တော့လို့တရှင်နဲ့နာမည်တပီးတက်ပြောင်းဝန်းလိုက်တဲ့အဆိုတော်လွမ်းပိုင် ဒီနေရာရဲ့အရှင်လေးပေါ်မှာပရိသတ်ကြီးတို့ဘလို့မြင်လဲရှင်ဘဒုပကအမှန်တယ်လို့ထင်ပါတယ်လဲကွန်မန့်ပေါ်လေးမှာလည်းပြောသားပေးခဲ့ပါအောင်နော်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်